မြန်မာနိုင်ငံမှာဗေမင်းသမီးမှမကင်နိုင်တဲ့စိန်လက်ကင်အေဂျီကိုကင်ပြီးတော့ချိမှုပြခဲ့တဲ့ဝမော်ရွှေမြန်မာနိုင်ငံကနုပညာရှင်တွေထဲမှာသူမဘလောက်ထိချမ်းသာကြောင်ကြွားလုံးထုတ်ကတန်မိုးနဲ့ကထိုက်တန်တဲ့လက်ဝဲရတနာတွေကိုစက်တရေရှိရှိစင်မဲပြနေတာကတရုတ်စာမင်းသမီးလေးဝမော်ရွှေကြီးပါအခုလေမြန်မာနိုင်ငံမှာတန်မိုးကြီးစုပ်ရတနာတစ်ခုကိုဝမော်ရွှေကြီးကထပ်မံစင်မဲပြလိုက်ပြန်ပါပြီ အဲ့ဒါကတော့သိန်း1000ကျော်တဲ့ဆေးလက်ကင်အိတ်ပါအားလုံးတည်ကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မိုးရီကွာတန်မိုးကြီးတဲ့စိန်ဖနက်ကြီးကိုစီပြခဲ့တာဖြစ်ပါတယ်အခုခါမှာတော့ဝုံမော်ရွှေကြီးကလည်းအားကြမကန်သိန်း1000ကျော်တဲ့စိန်ပစံအိတ်ကြီးကိုကင်ပြီးတော့ခြေပြခဲ့တာပါအထူးသဖြင့်ဝုံမော်ရွှေကြီးကသူမရဲ့ချမ်းသာမှုကိုဘယ်သူမှရှင်းလို့မရဘူးဆိုတာကိုပြလိုက်သလိုပါပဲအားလုံးတည်ကြတဲ့အတိုင်းဝုံမော်ရွှေကြီးဟာယခုလက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့အာမြင့်ဆုံးထိတ်တန့်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးလေးတစ်လက်ဖြစ်နေတယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တန့်ချမ်းသာဆုံးခရိုနီတထေးကြီးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထက်ထားတာ ာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းကိုနိုင်ဖြိုးကျော်ကိုခုချိန်မှာမြန်မာနိုင်ငံရဲ့အလားအလာရှိသောစီးပွားရေးလုပ်ငန်းရှင်တထေကြီးတယောက်ဖြစ်သက်မှတ်ထားကြတာပါ။အထူးသဖြင့်ကိုနိုင်ဖြိုးကျော်ရဲ့စီးပွားရေးလုပ်ငန်းတွေကမြန်မာနိုင်ငံနေရာအနှံ့မှာရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်လေကိုနိုင်ဖြိုးကျော်ရဲ့ချမ်းသာကျေးဝါမှုကအမေရိကန်ဒေါ်လာ10ဘီလီယံနီးပါးရှိတယ်လို့ဆိုပါရီ။ဒါကြောင့်လေဒီလိုချမ်းသာကျေးဝါတွေခင်မုန်းကောပိုင်ဆိုင်ထားရတဲ့တရုတ်စာမင်းသမီးဝမ်မော်ရွှေရဟာကိုရိုင်းလေးမြန်မာနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်မင်းသမီးဖြစ်တယ်လို့ကြည်တဲ့ချမ်းသာကျေးဝါတွေတတိကတော်ဘွားကိုလေပိုင်ဆိုင်ထားတာဖြစ်ပါရီ။ဒါကြောင့်လေဝမ်မော်ရွှေရတန်ဖိုးနဲ့ကထိတ်တန့်နဲ့လက်ဝတ်ရည်နာရီစင်မြဲခွေရှားနေတာဖြစ်ပါရီ။ပြီးခဲ့တဲ့ကယ်မီပွဲပွဲညမှာဆိုရင်ဝမ်မော်ရွှေရဟာမြန်မာငွေ3000သိန်းကျော်လောက်တန်ဖိုးရှိတဲ့မြမကျောင်းစင်းလေးဆွဲနဲ့ဂုံတိစေခဲ့တာပါ။အဆိုပါကျောင်းစင်းလေးဆွဲကြည့်ရဖို့အတွက်နေဝ မော်ရွှေရဲ့ခင်မုံကိုကိုနိုင်ပြောချုံအားဖားကန်းကနေပြီးတော့ကြောက်စင်းအရင်တုန်းတွေကိုထုခွဲဖြတ်ခါချောတွေပြုတ်လောက်တာ ဖြစ်တယ်လို့ဆိုပါရီတေမကြခင်ကလည်းဝမော်ရွှေဟာထိတဲရန်နာရွှေဆိုင်ဖွင့်ပွဲမှာတံမိုးကြီးဆုံးရွှေနဲ့ဗရမောင်းလေဆွဲကြီးကိုကြက်တရေရှိရှိစင်မြန်းခဲ့တာပါအခုခါမှာဝမော်ရွှေဟာတံမိုးကြီးစိန်တွေနဲ့စီချေလောက်ထားတဲ့စိန်လက်ကန်အိတ်ကြီးကိုချပြလာတာဖြစ်ပါရီဝမော်ရွှေရပွဲတဲ့ခန်းနာမှာ စိန်လင်ဆွဲနဲ့များကိုစိန်ရန်ထားတဲ့နေဆွဲလက်ဆွဲစသည်ဖြင့်တဆက်စာဆင်းပြန်လာတာဖြစ်ပါရည်။ဝမော်ရွှေကိုင်းနဲ့လက်ကိုင်းအင်းမှာတော့ရေသွေးမြင့်နဲ့စိန်တွေနဲ့စီချဲထားတာဖြစ်ပြီးစိန်နဲ့တူငကားတကောင်ကိုပါမြင်တွေ့ရတာဖြစ်ပါရည်။ဝမော်ရွှေကိုင်းထားတဲ့လက်ကိုင်းအိတ်ကတိမ်မောင်းထောင်ချီတန်ကျေးရှိတယ်လို့လည်းသိရပါရည်။ဒါကြောင့်လည်းအားလုံးကအားကျနေကြတာဖြစ်ပါရည်။အချို့သောသူတွေဆိုရင်တော့ဝမော်ရွှေရအင်းနာဘက်ရွေးချယ်တာမှန်ကန်ကဲလို့အခုလိုမျိုးတန်ဖိုးကြီးစိန်လက်ကိုင်းအိတ်ကိုကိုင်းနိုင်တယ်လို့ပြောကြတာပါ။ဒါကြောင့်လည်းပရိသတ်တွေကတော့ဝမော်ရွှေကိုအားကျနေကြတာဖြစ်ပါရည်။အတူတ က်ပြင်ကိုရိုင်းကလည်းအမှုပညာရေးချင်းရှိသလိုကိုကိုအမှန်တကယ်ချစ်မြတ်နိုးထားတဲ့ခင်မောကောင်းကိုရှာထားတဲ့ဦးမော်ရွှေရီတဲ့ဝမ်းသာနေကြတာပါဒီပြိုကိုကြည့်ရှုနေကြတဲ့စေလက်ကိုင်းအိမ်နဲ့ဂုံကျက်တည်းရိုးစေတဲ့ဦးမော်ရွှေရီပေါ်မှာမိမိတို့ရဲ့မြင်လေးရှေ့လဲမချက်လေးတွေပေးသွားပေးခဲ့ပါအောင်ရှင်အာပိနာစင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့အသွင်းနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်ဒီလိုလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်အာပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေး းကနေပြီးတော့ဆူတောင်းမီတာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့စစ်စစ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။